ချောင်းဦးကလူတိုင်းကလေးစားအကြရရတဲ့လေရင်မှုတစ်ယောက်ပဲဖြစ်ပါတယ်။သူ့ရဲ့ထူးခြားတဲ့အရာအမောင်းနဲ့အလုံးမှကျွမ်းကျင်မှုကြောင့်နာမည်ကြီးပြီးလေချောင်းလာရဲ့အမှတ်တင်ကြတာလို့ဖြစ်နေသူပါ။ဆိုရှယ်မီဒီယာမှာလည်းပရိသတ်တွေအများကြီးရှိတာကြောင့် TV အင်တာဗျူးတွေလည်းခဏခဏဖြေရပါတယ်။လေချောင်းလိုင်းတွေအများကြီးကချောင်းဦးကိုခေါ်ဖို့စိတ်ဝင်စားကြလို့လေချောင်းလောကမှာနာမည်ကြီးပုဂ္ဂိုလ်တယောက်ဖြစ်နေတော့တာပေါ့။ဒီလိုနဲ့ချောင်းဦးဟာလေချောင်းလိုင်းရဲ့စတားတယောက်ဖြစ်နေပြီးဂျူနီယာရဲ့အားကြလေးစားမှုကိုလည်းရရှိထားပါတယ်။ ။ဂျောင်ဦးကလေးရမှုဆိုတာနေရာဒေတာမရွေးကောင်းကောင်းပြန်တန်းနိုင်ဖို့ပဲလိုတယ်ဆိုတဲ့သူ့ရဲ့အတွေ့အခေါ်ကိုလည်းမကြာခဏ sharing လုပ်ပေးလို့ရှိပါတယ်။တညမှာတော့လှုပ်ဖို့ကိုင်းဘက်တွေနဲ့ညစာစားပွဲတစ်ခုမှာအယမှုနေတဲ့ senior တဦးရဲ့မှတ်ချက်ကိုဂျောင်ဦးကမစင်မချင်းတုံ့ပြန်လိုက်မိပါတယ်။သူပြောလိုက်မိတဲ့စကားတွေဟာလေးရင်မယ်ရဲ့ရုပ်ရည်ကိုအပေါ်ယံသုံးသက်တဲ့မတင့်တော်တဲ့စကားတွေဖြစ်နေတာကြောင့်ညာရင်းချင်းပဲ social media ပေါ်မှာပွဲဖြစ်သွားပါတော့တယ်။ အဲ့ဒီညကစပြီးသူ့ရဲ့တောက်ပခဲ့တဲ့အလုပ်ကင်ဟာချက်ချင်းပဲပြတ်သုံးသွားပါတော့တယ်။ဘယ်လေချောင်းလိုင်းကမှသူ့ကိုအလုံးမခန့်တော့ပဲလေချောင်းလောကတကူလုံးမှာသူ့ကို blacklist တွင်းလိုက်ကြပါတယ်။ပိုးဆိုးရာကသူ့ဇနီးကလည်း question ခွင့်တောင်းလိုက်တာပါပဲ။တကယ်တော့သူ့ဇနီးကအရင်ကတည်းက question ဖို့စဉ်းစားနေတာဖြစ်ပြီးဒီကိစ္စကိုအခွင့်ကောင်းယူလိုက်တာပဲဖြစ်ပါတယ်။နောက်ဆုံးမှာချောင်းဦးဟာသူ့ရဲ့အမေနဲ့ makeup blogger ဖြစ်တဲ့သူ့ညီမလေးချောင်းမီရိုစီပြန်လာနေရပါတော့တယ်။ချောင်းဦးကသူ့မိန်းမနဲ့ question တာကို သူ့အမေနဲ့ညီမကအထူးတလဲအံ့ဩမနေတော့ပါဘူး။ဘာလို့လဲဆိုတော့ဂျောင်းဦးကအရင်ကတည်းကမိသားစုကိုဂယုမဆိုင်တတ်တဲ့လူတစ်ယောက်ဖြစ်နေတာကြောင့်ပါပဲ။တရက်မှာတော့ဂျောင်းဦးကဟန်လေးချောင်းလိုက်မှာအင်တာဗျူးသွားပြေတော့စူကီးဆိုတဲ့အမျိုးသမီးတူနဲ့တွေ့ဆုံခဲ့ပါရယ်။စူကီးဟာအမေရိကန်မှာပညာသမီးကိုရီးယားကိုပြန်လာကလေရင်မှုဖြစ်ဖို့စိတ်ပိုင်းဖြတ်ထားခဲ့တဲ့သူပါ။အိမ်အောင်ပြူရာနဲ့ကလေးယူရာကိုညှဉ်းဆန်ပြီးအလုပ်ကိုဦးစားပေးမဲ့သူ့ရဲ့ခိုင်မာတဲ့ရည်တည်ချက်ကလေချောင်းလိုက်ဒါရိုက်တာကိုသဘောကျစေခဲ့ပါရယ်။ ။စုကြီးကိုကြည့်ပြီးချောင်းဟာသူ့ကိုယ်သူအမလို့အမရဖြစ်ခဲ့ရပြီ။သူဟာလေရက်ကပွဲရခဲ့ပေမဲ့အလုတ်ခန့်ဖို့ညှင်းပယ်ခံလိုက်ရပါတယ်။နောက်ပိုင်းမှာဂျောင်းဦးဟာသူ့ရဲ့ဂျူနီယာနဲ့ပြန်ဆုံတော့ဂျောင်းဦးရဲ့ကိစ္စကြောင့်လေချောင်းလိုင်းတွေကအမျိုးသမီးလျရင်မှုတွေကိုပို့ပြီးအရေးပေးလာကြကြောင်းပြောပြပါတယ်။ဝင်ငွေကမရှိကုန်ကျစရိတ်တွေကများကွာရှင်းခဲ့တဲ့ဇနီးဟောင်းနဲ့သားလေးအတွက်တနစ်စာထောက်ပံ့ကြေးပေးနေရတာကြောင့်ဂျောင်းဦးဟာအကြီးအကျယ်ဒုက္ခရောက်နေပါတယ်။နောက်ဆုံးမှာဂျောင်းဦးဟာရွေးစရာလည်းမရှိတော့တဲ့အဆုံး သူ့ညမချောင်းမီနာမည်နဲ့လေရင်မှုအလုပ်ကိုရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့ရဲ့အစီအစဉ်ကိုသိလိုက်ရတဲ့ချောင်းမီကရီမော့ပြီးမယုံနိုင်အောင်ဖြစ်နေခဲ့တယ်။ ဒါကရာဇဝတ်မှုပဲဒီလေရင်မှုအလုပ်ပဲလောကမှာရှိတာလားတခြားအလုပ်လုပ်ပါလားဆိုပြီးဂျောင်းမီကပြောပါတယ်ဂျောင်းကလည်းငါပုံကဒီလောက်ဆိုရှယ်မီဒီယာမှာပြန့်နေတာဘသူကအလုပ်ခေါ်มาလဲအဲ့လောက်လွယ်နေရင်ပြောမနေဘူးနင်းရှယ်ယာကစားယာကပတ်စံတွေရှုံးကုန်တာအမေကိုပြောပြလိုက်ရမလားငါကိုကူညီမလားဆိုပြီးတော့ချောင်းကပြောလိုက်တော့ချောင်းမီလည်းနောက်ဆုံးမှသူ့ကိုရမိုင်မဲတဲ့အကြံကိုလက်ခံလိုက်ရပါတယ်။ချောင်းကမိမပုံစံပြောင်းမှုအတွက်မိတ်ကပ်ဘလော့ဂါဖြစ်တဲ့ချောင်းမီကသူ့ရဲ့လက်ဆွမ်းကိုပြသခဲ့ပါတယ်။ မိတ်ကပ်ပြင်ပြီးတဲ့နောက်မှာတော့အမျိုးသမီးအတွင်းကဘရာဇီးယားတွေရင်သားအတူတွေအခုအခန်းနေနဲ့ချောင်းဦးကိုဝတ်ခိုင်းလိုက်ပါတယ်အားလုံးဝတ်ပြီးတဲ့နောက်မှာတော့ချောင်းဦးကငါဟာကနှစ်ထပ်တောင်ကြီးနေသေးတယ်လို့သူ့ကိုယ်သူမှန်ထဲမှာကြည်ရင်ပြောလိုက်ပါသေးတယ်အဲ့ဒီမှာချောင်းမီကရုတ်တရက်သူ့အကိုရဲ့ဂျိုင်းမွေးတွေကိုတွေ့သွားပြီးစပါးမှာတစ်ကိုယ်လုံးဝတ်ဆင်လုပ်ပြီးချောင်းဦးဟာသူ့ခန္ဓာကိုယ်ကအမွှေးမြင့်နေအားလုံးကိုရိုက်ပစ်လိုက်ရပါတော့တယ်အဲ့ဒါရဲမကသေးပဲမိမခန္ဓာကိုယ်အတိုင်းချက်ချက်ရရရှိစေဖို့အတွက်ချောင်းနဲ့ချောင်းမီဟာ အခုအင်တာနက်ပေါ်မှာ trend ဖြစ်နေတဲ့ဥဖျောက်တိတ်ဆိုတာကိုပါဝေခဲ့ကြပါသေးတယ်။ဒီလိုနဲ့ဂျောင်းဦးဟာဂျောင်းမီအဖြစ်ဟန်လီဂျောင်းလိုင်းမှာအင်တာဗျူးသွားဖြစ်ခဲ့ပါတယ်။အင်တာဗျူးဖြစ်ဖို့စောင့်နေတဲ့အခါမှာဂျောင်းဦးကစကတ်ဝတ်ထားတာကိုမေ့ပြီးပေါင်းနှချောင်းကိုဖျက်ကပ်ပြီးထိုင်လိုက်ပြီးတော့အရှိကလူတွေကလည်းလန့်သွားပါတယ်။အကြံမှာပေါင်းပြန်စေပြီးကိုနစ်ကိုဟန်ကိုပြင်လိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာပဲဂျောင်းဦးရဲ့ဂျူနီယာကရောက်လာပါတယ်။သူကဂျောင်းဦးကိုမြင်မှုသလိုရှိတာကြောင့်လိုက်ကြည့်နေလို့ဂျောင်းလည်းအင်တာရက်ကိုအတင်းဝင်ပုံရပါတယ်။ အင်တာဗျူးမှာဂျောင်းဦးကအယံကိုစိတ်လှရှာနေခဲ့ပြီးသူ့ရဲ့အတိတ်ကိုအမှန်တိုင်းပေါ်သွားမှကြောက်မိနေခဲ့ပါတယ်။ဘယ်မှာလေရင်မောင်းခဲ့ဘူးလဲလို့ဂျောင်းဦးကိုမေးလိုက်တော့ဂျောင်းဦးကဘသူမှမသိအောင်လို့ Pacific ကျွန်းငယ်လေးမှာပြန်တန်းခဲ့ပြီလို့ပြောခဲ့ပါတယ်။ချောင်းကဒါရိုက်တာယုံကြည်စေဖို့အတွက် Pacific ကျွန်းငယ်လေးတစ်ခုရဲ့နိုင်ငံတော်တချင်းကိုပါဆုပြခဲ့ပါသေးတယ်။စုကီလိုပဲလက်ထပ်ဖို့ခလေးယူဖို့ဆန္ဒမရှိကြောင်းလည်းထပ်ဖြည့်ပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့ချောင်းဦးဟာချောင်းမီအမီအောက်မှာ ဟန်လီကျောင်းလိုက်ရဲ့လေရင်မှုအဖြစ်အလုတ်ခန့်အပ်ခြင်းခံလိုက်ရပါတော့တယ်။နောက်တနေ့မှာတော့ချောင်းဦးဟာသူ့ဘာသူမိတ်ကပ်ပြင်ပြီးအလုတ်စတင်သွားရောက်ခဲ့ပါတယ်။လေရင်မှုအစ်စ်တွေကိုကြိုးစိုးတဲ့ညစာစားပွဲမှာဂျူနီယာနဲ့ဂျောင်းတို့ဟာထပ်မံဆုံတွေ့ကြခဲ့ပြန်ပါတယ်။ဂျူနီယာလေးဟာ ချောင်မီရဲ့မျက်နှာကိုသူရင်းနှီးနေပါတယ်ဆိုတဲ့ခန်းစားချက်ကိုဖျောက်မြားဖြစ်နေခဲ့ပါတယ်။ညစာစားပွဲမှာတော့စီနီယာလေးမှုတအုပ်ကချောင်ဦးရဲ့အတိတ်ကကိစ္စဟာမတရားဘူးဆိုပြီးပြောခဲ့တယ်။ဒါပေမဲ့ဆူကီကတော့အရာကိုလက်မခံပါဘူး။လေးရင်မယ်ရီဟာသူတို့ရဲ့ရုပ်ရည်ပေါ်ကိုအပေါ်ယံပုံစံသတ်မှတ်ခံရဖို့မသင့်တော်ဘူးလို့ပြောခဲ့ပါတယ်။နှစ်ဦးနှစ်ဖက်တင်းမာမှုကိုဖြေလျှော့ဖို့အတွက်ချောင်ဦးကတချင်းဆိုပြီးပြောရွှင်ရွှင်နဲ့ညစာစားပွဲကိုဖျက်ဆီးခဲ့ပါတယ်။အဲဒီကအပြန်မှာဆူကီကသူ့ကိုကူညီခဲ့တဲ့အတွက်ချောင်ဦးကိုကျေးဇူးတင်ကြောင်းပြောပြီးရှင်ရင်းနှီးနှီးနေဖို့အတွက်ပြောလိုက်ပါတယ်။ ယ်။နောက်တစ်နေ့မှာတော့ချောင်းမီတပြက်လဲချောင်းဦးဟာသူ့ရဲ့ဂျူနီယာလေးနဲ့အတူတူပထမဆုံးလေရင်ကိုစတင်မောင်းနှင်ခဲ့ပါတော့တယ်။အခုချိန်မှာတော့သူကဂျူနီယာပြန်ဖြစ်သွားခဲ့ပါပြီ။လေရင်ပြန်တက်နေတော့မှဂျူနီယာလေးကချောင်းဦးရဲ့အတန်ကိုနည်းနည်းတော့ကြောက်ကြဆန်နေတော့လို့ပြောခဲ့ပါသေးတယ်။လေရင်မောင်းနေရင်လည်းဂျူနီယာလေးကချောင်းတက်တော့အရန်တော်တဲ့သူ့ရဲ့ senior ချောင်းဦးအကြောင်းကိုပြောပြပြခဲ့ပါတယ်။အလုံးမှအရန်ကျွမ်းကျင်တာကြောင့်ချောင်းမီကလည်းသူ့ကိုအလုံးခန့်ကျင်တဲ့လူတွေကအများကြီးပဲ။ဒါပေမဲ့အဲ့ဒီကောင်ကသူ့ကိုသူတော်တယ်ဆိုပြီးတော့ဘဝင်မြင့်နေတဲ့ကောင်မ ါလို့ဂျူနီယာကပြောပြခဲ့ပါတယ်။ချောင်းလည်းသူ့အကြောင်းကိုသူ့ကိုပြန်အတင်းပြောနေတော့ခန်းစားချက်ကနည်းနည်းတော့အောင့်သက်သက်ဖြစ်သွားခဲ့ပါတယ်။လေစိတ်ထဲမှာချောင်းကနောက်တစ်ခေါက်လေးရင်ပြန်တန်းဖို့စောင့်နေတော့မှပဲပျော်ရွှင်စွာဖြတ်တန်းသွားလာနေတဲ့မိသားစုတွေကိုတွေ့လိုက်ရပါတယ်။ဒါဟာသူ့ရဲ့ပျက်စီးနေတဲ့အိမ်တော်ရင်းနဲ့လုံးဝကွဲပြားနေခဲ့တာပေါ့။သူရဲ့အိမ်တော်ရေးပြက်စီးမှုတွေကပြန်ပေါ်လာပြီးသူဇနီးဟာအလုတ်ပြုတ်လို့ကွာရှင်းတာမဟုတ်ဘဲနဲ့ဂျောင်ဟူဟာသူ့အောင်မြင်နေတဲ့အချိန်မှာလည်းမိသားစုကိုလစ်လျူရှုထားခဲ့လို့ဖြစ်ပါတယ် တောက်ပနေခဲ့တဲ့အချိန်တုန်းကဂျောင်ဦးဟာသူ့ရဲ့အတ္တနဲ့သာနေထိုင်ခဲ့ပါဗျ။ သူသားလေးဟာဘဲလေးကာကကျင်တာသူစနီးကအဆိုင်ကင်စာခွဲစိတ်မှုပြုလုပ်ခဲ့တာရောက်ခမရဲ့မွေးနေ့ကိုလည်းမသွားရောက်ခဲ့တာဘတ်တခုမှကိုသူမသိခဲ့ပါဘူးဂျောင်းဦးရဲ့ဇနီးကပျော်ရွှင်တဲ့မိသားစုဘဝလေးဖြစ်ချင်ခဲ့ပေမဲ့ဂျောင်းဦးဟာအဲ့ဒီဆန္ဒကိုမဖြေစည်းပေးနိုင်ခဲ့ပါဘူးဂျောင်းဦးဟာအတွေ့အကြုံချက်နေတော့မှစူဂီကအနားကိုရောက်လာပြီးတော့ပထမဆုံးနေအလုတ်တက်မှစီနီယာတွေရဲ့ပညာပေးခံလိုက်ရတာကြောင့်ဂျောင်းဦးကဝမ်းနဲ့နေတယ်လို့စူဂီကထင်သွားခဲ့ပါတယ်အဲ့ဒါကြောင့်သူ့ကိုပျော်ရွှင်စေဖို့စူဂီကဈေးဝယ်ထွက်ဖို့နဲ့ရှောက်လွယ်ဖို့ဖိတ်ခေါ်လိုက်ပါတယ် တယ်။ဂျောင်းနဲ့ဆူဂီတို့နှစ်ယောက်ဟာ shopping တူတူထွက်ခဲ့ကြပြီးနောက်မှာအရသာရှိတဲ့အစားအသောက်တွေကိုလည်းတူတူစားခဲ့ကြပါတယ်။အဲ့ဒါအပြင် night club ကိုပါသွားခဲ့ကြပါသေးတယ်။ဆိုင်တဆိုင်ရောက်တော့ဂျောင်းကသူ့မိသားစုအကြောင်းကိုရင်ဖွင့်ခဲ့ပါတယ်။မိခင်တဦးရဲ့နေရတဲ့အကြီးဆုံးသမီးဖြစ်တာကြောင့်မိသားစုနဲ့ညီမလေးကိုထောက်ပံ့ဖို့တာဝန်ရှိတယ်လို့ခန်းစားရကြောင်းဖွင့်ပြောခဲ့ပါတယ်။သူတို့နှစ်ဦးဟာရှင်ဖွင့်ရင်တဖြည်းဖြည်းရင်းနှီးလာကြပါတယ်။အပြန်လမ်းမှာအမှတ်မထင်တယောက်နဲ့တယောက်ဖမ်းမိကြပြီးဂျောင်းကစုကိအပေါ်ခန်းစားချက်တွေဝင်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲဂျောင်းဦးရဲ့စကက်အောက်မှာကတ်ထားတဲ့ဥကတ်တိတ်ကနေထွက်လာတဲ့အတန်းကြောင့်သူဟာလန့်ပြန်သွားခဲ့ပါတယ်။တန်တရားပြစ်မှာဆိုရင်လို့အတင်းချုံပုံတဲကိုအနှင်အမြန်ပုံးကွယ်လိုက်ရတော့တယ်။အချိန်ကြာလာတာနဲ့အမျှ ဂျောင်ဦးရဲ့စုကိအပေါ်ခန်းစားချက်တွေဟာပုံမနှဆိုင်လာခဲ့ပါတယ်။ဂျောင်ဦးကအမကရေးစားမထားဘူးလား။ကျမမိတ်ဆက်ပေးမယ်လေ။အမကဘလို့လူမျိုးကိုကြိုက်တာလဲလို့မေးလိုက်တော့စုကိကလိန်လဲတဲ့လူတွေကိုမကြိုက်ဘူးလို့ခက်ပြက်ပြက်ပြန်ပြေးလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့ဂျောင်ဦးဟာစုကိကိုအမှန်တိုင်းပြောပြဖို့အတွက်ဆုံးဖြတ်လိုက်ပြီးတော့ဒီတစ်ခေါက်ဟာဝိုင်ကိုလေရင် ပြန်တမ်းပြီးပြန်လာလို့ရှင်ရင်အမကိုကျမပြောစရာရှိတယ်လို့ဂျောင်ဦးကစုကိကိုပြောလိုက်ပါတယ်။ဟာဝိုင်ကို ပြန်တမ်းတဲ့လေရင်ခရီးစဉ်မှာလဲဂျောင်ဦးကသူ့ရဲ့ဂျူနီယာနဲ့အတူပဲထပ်မံတွဲဖက် မောင်းနှင်ခဲ့ရပြန်ပါတယ်ဒီတစ်ခေါက်မှာတော့ဂျူနီယာလေးဟာ ကျောင်းမီဟန်ဆောင်ထားတဲ့ဂျောင်းဦးကိုသူချစ်ကြိုက်နေကြောင်းရဲရဲဝံ့ဝံ့ဖွင့်ပြောခဲ့ပါတော့တယ်။သူတို့နှစ်ယောက်စကားပြောနေတော့မှပဲလေရင်ဟာဆက်ချိုရင်းမှုဖြစ်ပြီးမုန်တိုင်းတစ်ခုနဲ့ကြုံခဲ့ရပါတော့တယ်။အင်ဂျင်တွေချိုးရင်းနေချိန်မှာလေရင်မှုနှစ်ဦးဟာခရီးသည်တွေကိုကတင်ဖို့အတွက်ပြင်းထန်စ조사နေပါတယ်။ဒီလိုအတွေ့အကြုံမျိုးကိုတခါမှမဖြစ်ဘူးတဲ့ဂျူနီယာလေးဟာတော့အရန်ကိုထိတ်လန့်နေခဲ့ပါတယ်။လေရင်မှာလည်းမိတွေဆဆွဲနေပြီးတကယ်ကိုအရေးပေါ်အခြေအနေကိုဖြစ်နေခဲ့ပါပြီ။ဘလို့မှမနေနိုင်တော့တဲ့ဂျောင်းဦးကလေရင်ကိုသူ့ကိုထိန်းချုပ်ခွင့်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဂျူနီယာလေးကငင်းဆိုခဲ့ပါတယ်။ မီးတွေဆွဲနေတဲ့လေရင်ဟာတက်ဖြည်းဖြည်းနဲ့နှိမ့်စင်းလာခဲ့ပါတယ်။အနည်းရရှိတဲ့အခြေအနေရောက်နေပြီးမှဂျောင်ဦးဟာသူ့ကိုထိန်းချုပ်ခွင့်မပေးတာကိုစိတ်မရှိတော့ပဲဒေါသထွက်ပြီးသူ့ရဲ့ငကိုမူရင်ယောက်ျားတန်နဲ့မတော်တဆစကားပြောမိသွားပါတော့တယ်။အဲ့ဒီအခိုက်အတန့်လေးမှာပဲဂျူနီယာလေးဟာသူ့ခံစားချက်ရှိနေတဲ့အမျိုးသမီးဟာတကယ်တော့သူ့ရဲ့စီနီယာဖြစ်သူဂျောင်ဦးဖြစ်ကြောင်းအမှန်တရားကိုသိလိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ဂျောင်ဦးဟာဂျူနီယာလေးကိုလက်သိမ်းနဲ့ထိုးလိုက်ပြီး လေရင်ကိုသူကိုရိုင်းမောင်းကအန္တရာယ်ကင်းစွာပဲဆင်းသက်နိုင်ခဲ့ပါတယ်။ဖြစ်ပျက်တွေ့ပြီးတဲ့နောက်မှာတော့ဂျောင်းဦးဟာဆေးရုံကရင်ပေါ်မှာနှုတ်လာခဲ့ပါတယ်။ဆရာဝန်ကသူ့ကိုစစ်ဆေးဖို့ချင်းကပ်လာတဲ့အခါမှာဂျောင်းဦးဟာချက်ချင်းထပြီးထွက်ပြေးခဲ့တယ်။ ဒါပေမဲ့အပြင်ရောက်တာနဲ့သူဟာသတင်းတောက်တွေဝိုင်းအောင်ခြင်းကိုခံခဲ့ရပါတယ်။ဂျူနီယာလေးဟာတော့အရာအလုံးကိုထိတ်လန့်ပြီးမျက်ညံနဲ့ခဏတာပျောက်ဆုံးသွားတဲ့အတွက်ကပတိန်ရဲ့တာဝန်ကိုဂျောင်းဦးကိုလွှဲပေးလိုက်ရပါတယ်။ဒါအပြင်အမျိုးသမီးလေရင်မှုတဦးကလေရင်ခရီးသည်တွေကိုရဲရဲဝံ့ဝံ့ကဲတင်ခဲ့တဲ့ဆိုတဲ့သတင်းဟာကိုရီးယားတနိုင်ငံလုံးကိုပြန့်နှံ့သွားပြီးဂျောင်းမီနာမည်နဲ့ဂျောင်းဦးဟာနိုင်ငံကျော်နာမည်ကြီးဖြစ်သွားခဲ့ပါတယ်။ဂျောင်းဦးဟာနာမည်ကျော်မဂ္ဂဇင်းတွေမှာပါဝင်လာပြီးကြော်ညာတွေပါရရတဲ့အထိသူ့ဘဝဟာရခင်ကလိုတောက်ပလာခဲ့ပြန်ပါတယ်။ဒါပေမဲ့အခုမှတော့ဂျောင်းမီနာမည်နဲ့ ပေါ့သူ့ရဲ့မျက်နှာဟာလေချောင်းလိုင်းရဲ့ signature အစ်စ်တစ်ခုဖြစ်လာခဲ့ပြန်ပါတယ်တရက်မှာတော့လေချောင်းလိုင်း director ကဂျောင်းနဲ့ Suki ကိုညသာစားဖို့ဖိတ်ခေါ်ခဲ့ပါတယ် director ကသူ့ company မှာအကြီးမားဆုံးအောင်မြင်မှုတွေရယူခဲ့တဲ့ဒူးဂျွန်နဲ့အမျိုးသမီးလင်းမှုနှစ်ဦးရှိတယ်လို့ခုံယူစွာကြေညာခဲ့ပါတယ်တဦးကခရီးသည်တွေကိုကတ်တင်ခဲ့တဲ့သူနောက်တဦးကအမျိုးသမီးအလုပ်သမားတွေအတွက်ရှင်းနေလိုက်ပေးခဲ့သူလို့ပြောပါတယ် ဒါပေမဲ့ဂျောင်ဦးကအမျိုးသမီးအလုပ်သမားတွေကိုကဲတင်နေဆိုတဲ့ဇာတ်ကားကိုကြားပြီးအံ့အားသင့်သွားခဲ့ပါတယ်။ဒါရိုက်တာကလေရင်မယ်ရီနဲ့ပတ်သက်ပြီးဂျောင်ဦးရဲ့မသင့်တော်တဲ့မှတ်ချက်တွေကိုအတန်သွင်းခဲ့သူဟာအဲ့ဒီအချိန်ကအဲ့နေရာမှာရှိနေခဲ့တဲ့ဆူဂီဖြစ်ပြီးအဲ့အတန်သွင်းကိုပေါက်ကြအောင်လုပ်ခဲ့သူဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။ဂျာကိုတိသွားတဲ့ဂျောင်းကတော့နတ်ဆိုင်စွာတစ္ဆာဖောက်ခံရတယ်လို့ခန်းစားလိုက်ရပြီးအိမ်အပြန်လမ်းမှာ အဲ့ဒီကိစ္စမှာပါဝင်ပတ်သက်နေတဲ့လေရင်မှုအတွက်ဖြစ်လာမဲ့အကျိုးဆက်တွေကိုစဉ်းစားခဲ့ဘူးလားလို့ဆူဂီကိုမေးလိုက်ပါတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအဲ့ဒီလေရင်မှုဟာသူ့ရဲ့အိမ်တော်ကြီးတာသမီထိန်သိမ်းခွင့်နဲ့အလောက်ကင်တွေကိုပါဆုံးရှုံးခဲ့ရအကြောင်းကိုချောင်းဦးကဆူဂီကိုပြောပြခဲ့တယ်။ စိတ်နာမှုစိတ်ပြတ်မှုတွေနဲ့အတူဂျောင်းဝန်းဟာဆူကီကိုထားခဲ့ပြီးရှောက်ထွက်သွားပါတော့တယ်ဆူကီဟာလည်းဂျောင်းမီဟာဘာကြောင့်ဒီလောက်စိတ်ဆိုးရတာလဲကိုမသိဘူးဖြစ်နေတာပေါ့ရက်အနှဲငယ်ကြာပြီးတဲ့နောက်လေးရင်မပြန်တမ်းရတဲ့အားလက်ရက်မှာဂျောင်းဝန်းဟာသူ့သားလေးနဲ့အတူပျော်ရွှင်တဲ့အချိန်လေးကိုကုံဆုံးနေခဲ့ပါတယ်အဲဒီအချိန်မှာပဲဆူကီကသူ့အိမ်ကိုလာလဲခြင်းတယ်လို့ပြောတဲ့ message ကိုဂျောင်းဝန်းကလက်ခံရရှိခဲ့ပါတယ်ထိတ်လန့်သွားတဲ့ဂျောင်းဝန်းဟာအိမ်ကိုအမြန်ပြေးပြီးဆူကီရောက်လာတဲ့အချိန်ကဂျောင်းမီအသွင်ကိုပြောင်းလိုက်ရပါတယ် ဆူဂီကဂျောင်းမီစိတ်ဆိုးနေတယ်လို့ခန်းစားရလို့လာလဲတာပါလို့ရှင်းပြခဲ့တယ်။ရုတ်တရက်ဂျောင်းရဲ့မိခင်ရောက်လာပါတယ်။ဂျောင်းလည်းသူ့အမေရိပ်မိသွားမှာကိုစိုးရိမ်နေခဲ့တာပေါ့။ဒါပေမဲ့အမေဟာသူ့သားအမှန်မသိခဲ့ပါဘူး။အဲ့ဒီအချိန်မှာဂျောင်းမီအစ်စ်ရောက်လာပြီးတော့လေရင်မှုဂျောင်းမီကသူ့နဲ့အတူတူ အခန်းကားနေတာဖြစ်တယ်လို့ရှင်းပြလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲမိခင်ဖြစ်သူကသူ့သားချောင်းဦးရဲ့ဖုန်းကိုခေါ်လိုက်တော့ချောင်းမီဟန်ဆောင်ထားတဲ့ချောင်းဦးဖုန်းကထမိပါတော့တယ်။ချောင်းလည်းဘာပြောရမှန်းမသိပဲရုတ်တရက်အဲ့ဒါသုံးသုံးလုံးကခေါ်တာဆိုပြီးတော့ပဲဖြေရှင်းလိုက်ပါတယ်။အဲ့ဒီသုံးသုံးလုံးက RIN ဖုန်းတွေဆက်နေတာလေးသိတယ်မလားဆိုပြီးတော့ဖုန်းကိုလည်းတက်နှင်းလိုက်ပါတော့တယ်။အဲ့ဒီညမှာပဲအမေဖြစ်သူကစူကီနဲ့နမကြီးလေရင်မှုချောင်းမီကိုသူမရဲ့မွေးနေ့ကိုဆက်ဆက်လာရောက်ပေးဖို့ဖိတ်ကြားခဲ့ပါတယ်။မွေးနေ့ပွဲမှာချောင်းဦးကအမျိုးသမီးအသွင်နဲ့တက်ရောက်ခဲ့ပါတယ်။ ပါတီတချောင်းလုံးသူ့ရဲ့အမေကသူသားချောင်းဦးရောက်လာမဲ့အချိန်ကိုမျှော်လင့်နေခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ချောင်းဦးဟာချောင်းမီနဲ့ချောင်းဦးသူ့ကိုယ်သူအလှဲ့ချဝက်ပြီးပုံစံနှစ်မျိုးကိုအလှဲ့အမြန်ပြောင်းလဲနေခဲ့ရပါတယ်။ချောင်းဦးတွိုင်းလက်သွားတဲ့အချိန်မှာသူ့ရဲ့ပတ်စံအိတ်ကပြုတ်ကျပြီးပတ်စံအိတ်ထဲကချောင်းမီရဲ့ ID ကပ်ပါပေါ်သွားပါတော့တယ်။အဲ့ဒါကိုစူဂီကမြင်လိုက်ရပြီးတန်တရားတွေဝင်သွားခဲ့ပါတယ်။တရက်မှာတော့ဟန်လေးချောင်းလိုက်မှာ ဂျောင်ဦးရဲ့အတန်သွင်းကိစ္စပေါက်ကြားစေခဲ့လို့စူဂီအလုတ်ကနှုတ်ထွက်ခဲ့ရတယ်ဆိုရဲကောလာဟာလာကပြန့်နှံ့ခဲ့ပါတယ်အဲ့ဒီအကြောင်းကိုသိတဲ့ဂျောင်ဦးကစူဂီကိုမထွက်ဖို့တားခဲ့ပါသေးတယ်ဒါပေမဲ့စူဂီကဘာမှမပြောဘဲတိတ်ဆိတ်နေခဲ့တယ်ပြီးတော့ဟာဝိုင်ခရီးစဉ်အပြီးမှာပြောပြစရာကိစ္စရှိတယ်ဆိုတာကဘာလဲလို့ဂျောင်ဦးကိုမေးခဲ့ပါတယ်ဒါပေမဲ့ဂျောင်ဦးကဘာမှမဟုတ်ပါဘူးလို့ပြောလိုက်တယ် အကြောင်းစုံကိုသိနေတဲ့ဆူဂီဟာအကူရီကိုသူ့ကိုဘာမှဝန်မခံသေးပါလားဆိုပြီးစိတ်ပြက်လက်ပြက်ထွက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းလေးချောင်းလိုင်းဒါရိုက်တာကဂျောင်မီကလေးချောင်းလိုင်းရဲ့ signature ဖြစ်လာပြီးကလေးကဖောက်တဲ့စိတ်ဝင်စားမှုမြင့်တက်လာတဲ့အကြောင်းအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပါတယ်။အဲဒီနောက်ဂျောင်အိုးကဆူဂီရဲ့နှုတ်ထွက်လာကိုလက်မခံဖို့ဒါရိုက်တာကိုဖိအားပေးခဲ့ပါတယ်။ဒါရိုက်တာကညှင်းဆိုခဲ့ပြီးဟာဝိုင်လေရင်ကိုကယ်ခဲ့တဲ့နာမည်ကြီးအမျိုးသမီးလေရင်မူဟာတကယ်တော့အမျိုးသားဖြစ်တယ်ဆိုရဲ။ဂျင်တရင်ကပေါက်ကြနေခဲ့ပြီးအရေးပေါ်အခြေအနေမှာတော့ဂျောင်အိုးယောက်ျားတန်နဲ့ပြောခဲ့တဲ့အတန်ဖိုင် ိုင်ကိုဒါရိုက်တာကဖွင့်ပြခဲ့ပါတယ်ဒါရိုက်တာကဂျောင်းဦးနဲ့ဂျောင်းမီဟာတဦးရဲ့ဖြစ်ကြောင်းကိုသူအစရဲကတေးပိသားဖြစ်တယ်လို့ရှင်းပြခဲ့ပါတယ်ဂျောင်းဦးကသူ့ရဲ့အလုပ်အကိုင်နဲ့ဝင်ငွေကိုတင်ဖို့အတွက်အသွင်ပြောင်းခဲ့တာကိုနားလည်ခဲ့တယ်ဒါပေမဲ့လေဂျောင်းလိုင်းကနောက်ထပ်ကိစ္စရပ်တွေကိုမတက်နိုင်တော့ဘူးပြီးတော့ဂျောင်းမီရဲ့အထောက်အထားဟာသူ့ရဲ့ brand အတွက်အရေးပါတဲ့အစိပ်ပိုင်းဖြစ်နေပြီဒါရိုက်တာကလေဂျောင်းလိုင်းနဲ့ဂျောင်းရိုးရဲ့လုပ်ဝတ်ချက်ကိုကာကွယ်ဖို့အတွက်စူကီအပေါ်ကိုအပြစ်ပုံချဖို့စိတ်မပါပဲဆုံးဖြတ်လိုက်ရတယ်ဒါရိုက်တာကဂျောင်းဦးကိုဂျောင်းမီအဖြစ်နောက်ထပ်တစ်နှစ်ဆက်လုပ်ဖို့ကမ်းလှမ်းခဲ့ပြီးအဲ့ဒီတစ်နှစ်နောက်ပိုင်း ်းကြရင်အမျိုးသမီးအသွင်အပြင်နဲ့ဆက်ပြီးလှုပ်ရှားမလို့ပဲလေရင်မှုချောင်းဝူအဖြစ်ပြန်ခန့်ပေးမယ်လို့ခရီးပေးခဲ့တယ်။ဒါပေမဲ့ချောင်းဝူကတော့သူ့ရဲ့ကိုကြိုးအတွက်တငယ်ချင်းကိုစရေးဖို့ညှင်းဆုပ်ခဲ့တယ်။အတိတ်ကလိုအတ္တကြီးသူမဖြစ်ချင်တော့ပါဘူး။အချိန်နှဲငယ်ကြာပြီးတဲ့နောက်မှာဒါရိုက်တာတီထောင်တဲ့လေချောင်းလိုက်အသည့်ဖွင့်ပွဲမှာချောင်းဦးဟာချောင်းမီအသွင်နဲ့စီနီယာလေရင်မှုအဖြစ်မင်းကုန်းပြောဖို့စင်ပေါ်ကိုဖိတ်ခေါ်ခံခဲ့ရပါတယ်။မိမောင်ထိုးခန့်ထားရတဲ့အောက်မှာချောင်းဦးဟာတုံးလို့ဆရာကောင်းတဲ့ဖော်ထုတ်ချက်တစ်ခုကိုလုပ်ခဲ့ပါတယ်။ သူဟာလည်းညာပြီးနေထိုင်ခဲ့တာကိုဝေခံခဲ့တယ်။နမဲကျော်လျင်မှုချောင်းမီဟာတကယ်တော့အရှုပ်တော်ပုံကြောင့်အလုတ်ဖြုတ်ခံခဲ့ရတဲ့ဂျောင်းဦးဆိုတဲ့အမျိုးသားတဦးဖြစ်ကြောင်းပြောခဲ့ပါတယ်။အလုတ်လိုချင်လွန်းလို့အမျိုးသမီးလေးရင်မှုဖြစ်အသွင်ပြောင်းခဲ့ရတာပါယောသားစွာနဲ့ဂျောင်းဦးဟာပါတီမှာရှိနေတဲ့လေးရင်မယ်တွေကိုသူပြောခဲ့တဲ့စကားတွေဟာဘလောက်နာကျင်စေခဲ့ရဲဆိုတာမသိခဲ့ကြအောင်ဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်တရင်တောက်တွေကဂျောင်းရဲ့သဖြင့်အတူနဲ့ဝတ်ဆောင်ချောင်းဂျောင်းမီပုံစံရှိနေသေးလို့သူရဲ့ပြောဆိုချက်ကိုတန်တရားဝင်ခဲ့ကြပါတယ် ူ့ရဲ့ပြောဆိုချက်ကိုတက်တည်ပြဖို့ကြောင့်ဦးဟာဆပင်တူနဲ့ရင်သားတူတွေကိုဖယ်ရှားပြီးသူ့ရဲ့ကြွက်သားရှိတဲ့ခနာကိုဖော်ပြခဲ့တယ်။ပြီးတဲ့နောက်မှာတော့သူဟာအမျိုးသားတအုပ်ဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။သူလင်ညာခဲ့တဲ့အတွက်စူဂီကိုလည်းဘလောက်နက်နက်ရှိုင်းရှိုင်းနောင်လိုက်ရနေကြောင်းဝန်ခံပြီးတောင်းပန်ခဲ့ပါတယ်။နောက်ဆုံးမှာဂျောင်းဦးဟာသူ့ရဲ့အမားတွေကိုပြင်ဖို့စူဂီကိုချက်ချင်းရှာဖွေခဲ့တယ်။ဂျောင်းနဲ့စူဂီဟာတွေ့ဆုံခဲ့ပါတယ်။စူဂီကသူ့ပါနှစ်ဖက်လုံးကိုရိုက်ချလိုက်တယ်။ ဂျောင်းဦးအဖြစ်သူ့ကိုခွင့်လွှတ်ပေးခဲ့ပေမဲ့ဂျောင်းမီနဲ့ပတ်သက်တဲ့ခန်းစားချက်ကိုတော့ခွင့်မလွှတ်နိုင်ဘူးလို့စုကေကပြောခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ဂျောင်းဟာဒီအရှုပ်တော်ပုံကြောင့်နာမည်ဆိုးနဲ့ကြော်ကြားခဲ့ပြီးမီဒီယာရဲ့အာရုံစိုက်မှုကိုလည်းရရှိခဲ့ပါတယ်။သူ့ရဲ့လေရင်မှုလိုင်စင်ကိုလည်းရုပ်သိမ်းခံလိုက်ရတယ်။ဒါပေမဲ့အစိုးရကြားထဲကပဲအကောင့်အနေနဲ့ဟာဝိုင်လေရင်ခရီးစဉ်မှာလူအယောက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့တဲ့အတွက်ဂျောင်းကိုလူအချို့ကကြည့်ကျူးခဲ့ကြပါတယ်။အဖြစ်အပျက်တွေပြီးဆုံးပြီးတော့တစ်နှစ်ကြာသွားခဲ့ပါပြီ။တခါတည်းရံမှာတော့ဂျောင်းနဲ့ဆူဂီရိုဟာမတော်တဆဆုံမိကြပြီ။ အထိပယ်ပြေးသွားတဲ့အကြည့်တွေကိုဖလှယ်ခဲ့ကြပါတယ်။ဂျောင်းကတော့သူ့ဘဝရဲ့ chapter အသစ်၄ချောင်းသင်တန်းချောင်းတစ်ခုမှာနီးပြအနေနဲ့အလုပ်လုပ်ကိုင်ခဲ့ပါတယ်။လေရင်မှုတစ်ဦးအဖြစ်သူ့ရဲ့အလုပ်ကိုင်အဆုံးသတ်သွားခဲ့ပေမယ့်ဖယ်နေရာမှာပဲဖြစ်ဖြစ်ကောင်းကောင်းပြန်တက်နိုင်ရမယ်ဆိုတဲ့သူ့ရဲ့ဆောင်းပေါ်အတိုင်းဆလရှင်တန်နေထိုင်သွားခဲ့ပါတယ်။ဇလန်းလေးကိုအဆုံးထိကြည့်ရှုပေးလို့ရောရောဘုံတို့ကိုကျေးဇူးများကြီးတင်ပါတယ်။စကားကောင်းလေးတွေကိုပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့မေ့ကြပါနဲ့အောင်နော်။